ခုပထမဦးဆုံးနဲ့တို့ဒီမှာဒီ2 4 3ညဆိုတဲ့ခဏဒီသူ့အောင်မှာဝမ်းချင်းဒီခဏကဒီမှာဝမ်းချင်းလို့ကစားတယ်သူနဲ့တိုင်ပင်กว่าဝေးအတူတူပဲတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်ခြားလိုက်တယ်ဒီမှာဒီကနန်းကဒီမှာဝမ်းချင်းနော်ဒီမှာလည်းအဲ့လိုပဲတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်ခြားတယ်အဲ့တော့ဒီ1 4 5ဆိုတဲ့ကနန်းဝမ်းချင်းအ1 4 5ဝမ်းချင်းဒါကတစ်မျိုးနော်နောက်တစ်ခုနဲ့နှစ်ချင်းပေါ့ဒီကနန်းဒီဒီမှာဝမ်းချင်းတနည်း တစ်ချိန်နှစ်ချိန်သုံးချိန်ကြော်လိုက်ဒီကနေ့ကဒီမှာဝမ်းချိန်နော်ဒီကနေ့ကဒီမှာဝမ်းချိန်တစ်ချိန်နှစ်ချိန်သုံးချိန်နော်ဒီကနေ့ကဒီမှာဝမ်းချိန်နော်ဒီခါဒီမှာကြော်လိုက်တဲ့အခါမှာဒီကနေ့ကဒီလေဒီမှာဝမ်းချိန်ပေါ့နော်အဲ့လိုလေကစားကြနေတာပေါ့နော်ဒါကတော့တိုင်ပင်ကတော့မတူဘူးဖြစ်စဉ်လေးတစ်ခုနဲ့ဥနဲ့ကကစားတာပေါ့နော်ဖြစ်စဉ်လေးတစ်ခုနဲ့ကစားတာနောက်တစ်ခုဒီမှာဥနဲ့တို့ဒီမှာဒီကနေ့ကဒီမှာဝမ်းချိန်လို့ကစားတယ်နော်ဒီကနေ့ကဒီမှာဝမ်းချိန်လို့ကစားတယ် ပြီးတော့တပင်2ပင်3ပင်4ပင်5ပင်ရဲ့တပွဲကြော်မှာဒီကနေ့ကဒီမှာဝါချင်းကစားတယ်တပင်2ပင်3ပင်4ပင်5ပင်ရဲ့တပွဲကြော်မှာဒီကနေ့ကဒီမှာဝါချင်းကစားတယ်နော်ဒါလည်းတီလီငါဝါချင်းပဲနောက်တစ်ခုလှီကားလှီကတိလေးလို့စဉ်းလာတာဒီကနေ့ကဒီမှာဝါချင်းတံမီကွာဝေးအတူတူပဲဒီကနေ့ကဒီမှာဝါချင်း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 ဒါတော့တံမီတူတယ်ပေါ့ငါးကက်စီးခေါ်တာပေါ့ဒီကနေ့ကဒီမှာချိန်မယ်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 နော်အဲ့တော့ဒါတီလီငါဝါချင်းပေါ့ဗျာ တိလင်းငါးဝန်းချင်းကိုဘာနဲ့ကစားချင်တာလဲဆိုတော့တိလင်းငါးဝန်းချင်းကိုဦးနိုင်ငါငါးပြိတ်နဲ့ကစားပြမယ်နော်ဒီခွန်ဆွန်းတဲ့ခုနှစ်ထဲမှာခွန်ဆွန်းတဲ့ခုနှစ်ထဲမှာဒါအခုဒီ20နဲ့2ချိန်မှာပြိတ်ငါနော်ခွန်ဆွန်းတဲ့ခုနှစ်ပြီးတော့6ဆွန်းတဲ့ခုနှစ်ထဲမှာ20နဲ့2ချိန်မှာပြိတ်ငါနော်အဲ့တော့ဒီမှာငါးဆွန်းတဲ့ခုနှစ်ထဲမှာ20နဲ့2ချိန်မှာပြိတ်ငါနော်အဲ့ဒီပရိငါးဒီသူကတုံညာပါတယ်ပရိငါးတွေဖြစ်နေတယ်ပေါ့နော်ဒီမှာ၄တုံညာဒီမှာတုံညာ6ကိုဒီမှာလည်းတုံညာပါတယ်ပရိငါးနော်အဲ့တော့ဥနာအခုက တိလေးငါးဝမ်းချင်းနဲ့တုံညာလေးတိဆိုတဲ့ကနေပြမှာကိုနော်ဒါပရိငါးတစ်မျိုးကိုနော်နောက်တစ်ခုကဒီမှာငါးပရိနော်တပင်းနှစ်ပင်သုံးပင်ကျော်လိုက်ဒီမှာငါးပရိတပင်းနှစ်ပင်သုံးပင်ကျော်လိုက်ဒါဒီမှာငါးပရိနော်ဒါဆိုရင်ဒါငါးပရိက22ချိန်မှာအနီရောအဝေးရောကစားတဲ့စနစ်ဒီငါးပရိကနှစ်မျိုးရှိပြီပေါ့နော်ဒီကောက်မီဒါဆိုရင်နောက်ထပ်တစ်မျိုးညင်လို့ဆက်ပြီးတော့ငါးပရိကိုကြည့်ရအောင်ပေါ့နော်ငါးပရိကိုနောက်ထပ်တစ်မျိုးထပ်ပြီးတော့ကြည့်ရအောင်ဆိုတော့ညင်လို့အဲ့ငါးပရိက မမရိတ်ကိုတက်ပြီးကြည့်အောင်ဆိုတော့ပြီးခဲ့တဲ့ဘွဲဟာဒါဦးနိုင်ကတုံညာပရိတ်ပြခဲ့တဲ့ site လေးပေါ့နော်ဒါမှန်သွားတာပေါ့နော်ပြီးခဲ့တဲ့ဘွဲမှာဒီ line နဲ့ဒါပရိတ်တုံညာပဲကျွန်တော်ပြခဲ့တယ်ဦးနိုင်ကနော်နှစ်လေးရှစ်လို့ခွေတယ်ခွေပြီးတာနဲ့ဒီသုံးလုံး၅ကိုရှေ့ပေါင်း၅နောက်ပေါင်း၅လို့ကစားတယ်ကစားပြီးတော့မှဒီနေရာမှာ၅ပရိတ်လို့ထည့်တယ်ထည့်ပြီးတော့မှဒီကနေ့လေးလုံးပေါင်းခြင်းနှစ်ကြောင်ဒီနေရာမှာပရိတ်နှစ်လို့ရိုက်တယ်နောက်တစ်ခါနှစ်လေးရှစ်လို့ပြန်ပြီးတော့ထည့်တယ်သုံးလုံးပေါင်း၅ရှေ့ပေါင်း၅နောက်ပေါင်း၅ပရိတ်၅ လေးလုံးပေါင်းချင်းတစ်ကြောင်ဒီနေရာမှာဗရိတ်တစ်လို့ကစားတယ်။နှစ်လေးရှိလို့ပြန်ပြီးတော့ထည့်တယ်။သုံးလုံးပေါင်းကရှေ့ပေါင်းကနောက်ပေါင်းကဗရိတ်ကနော်။အဲ့ဒီမှာဒီလေးလုံးပေါင်းချင်းတုံညာကြောင်ဒီမှာဗရိတ်တုံညာဆိုရတာဗရိတ်တုံညာမှန်သွားတယ်။ဗရိတ်တုံညာမှန်တော့ဒီပထမအကပ်မှာအနေနဲ့ဒီမှာနော်။ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်။တည်လိုက်တော့ဒီကနန်းလေးလုံးပေါင်းချင်းနှစ်ကြောင်ဗရိတ်နှစ်လို့ရိုက်တဲ့အချိန်မှာနော်။နှစ်ကြောင်ဗရိတ်နှစ်လို့ရိုက်တဲ့အချိန်မှာဒီကနန်းသုံးလုံးဗရိတ်သုံးနဲ့ဒီကဗရိတ်၉နဲ့နော်။သုံးဗရိတ်နဲ့၉ဗရိတ်နဲ့ဒီဒါ နှင့်လို့ညံလိုက်တယ်နော်ဒုတိယဖြစ်စဉ်မှာလည်းဖြစ်စဉ်ကလေးကိုတည်လိုက်တယ်လေးလုံးပေါင်းခြင်းတစ်ကြောင်ဗရိတ်တစ်လို့ရိုက်တဲ့အခါမှာကိုးဗရိတ်နဲ့နော်ကိုးဗရိတ်နဲ့နှစ်ဗရိတ်နဲ့ပေါင်းခြင်းဒီသူကတစ်လို့ပဲရိုက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒါတတိယပေါ့နော်ဖြစ်စဉ်လေးကိုတည်လိုက်တယ်လေးလုံးပေါင်းခြင်းတုံညကြောင်ဗရိတ်တုံညလို့အောင်သွားတဲ့အတွက်ကိုဒီဗရိတ်ငါးနဲ့နော်ဒီဗရိတ်ငါးနဲ့ဒီဗရိတ်ငါးနဲ့မှာဒါတုံညဗရိတ်ဖြစ်မှာဆိုတော့ဒါကလည်းငါးဗရိတ်ပဲနော်အကြွေဒီဘွဲမှာဗရိတ်ငါးအောင်သွားခဲ့တဲ့ဆိုရင်ဒီဒီလိုင်းစက်အရာနောက်ဘွဲမှာဗရိတ်6နော်ဒီမှာဗရိတ်6ဒီမှာလည်း ပရိ6ပေါ့နော်အ6ပရိဆိုပြီးတော့နောက်ဘက်မှာဆက်ကစားမှာနော်ဟုတ်ပြီအဲ့ဒီတော့ဒီ line တွေကတော့ဒါပြီးခဲ့တဲ့ဘွဲရလဲပရိပဲယူဆပြီးပြခဲ့တဲ့အတွက်ကိုကဏ္ဍထဲမှာပြတဲ့အတွက်ကိုအခုလဲဒါပရိပဲယူဆပြီးပြလိုက်တာလေးလုံးပေါင်း1က1ပရိပရိနှစ်ခုပေါင်းရင်1လေးလုံးပေါင်း1က1ပရိပရိနှစ်ခုပေါင်းရင်1နော်ဒီလေးလုံးပေါင်းရင်တုံညာတုံညာပရိပရိနှစ်ခုပေါင်းရင်တုံညာပေါ့နော်အဲ့ဒီမှာသူကကဏ္ဍထည့်လို့ရတယ်နော်ပြန်ကြကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေဒါထိုးချင်ထိုးလိုက်ပေါ့ဗျာကဏ္ဍလေးပါဒါထည့်ပြခဲ့မှာဒီကဏ္ဍကဒါဦးနိုင်ကဦးနိုင်ရဲ့ဒီထိုးမဲ့ member ကတ်ထဲမှာ ထည့်တော့ထည့်ပေးထားတယ်အရန်ထဲမှာထည့်ပေးထားတယ်ဒါဥနဲ့ရဲ့မိတ်ဆွေတွေကြိုက်တဲ့မိတ်ဆွေတွေထိုးခြင်းနဲ့ထိုးလိုက်ပါနော်အဲ့ဒီကနန်းပရိနှစ်ခုပေါင်းခြင်းနှစ်လို့ဖြစ်တော့မယ်အချိန်မှာဒီထိတ်စီးသုံးလုံးပေါင်းခြင်းပေါ့လေဒါတွေကနော်စော့ပင်လေးနဲ့လုပ်လိုက်မယ်ခဏလေးနော်ဘောပင်လေးနဲ့လုပ်လိုက်အဲ့ဒီတော့အဲ့လိုဖြစ်တော့မယ်အချိန်မှာနော်ဒီထိတ်စီးသုံးလုံးပေါင်းခြင်းပေါ့နော်ဒီထိတ်စီးသုံးလုံးပေါင်းခြင်းကကိုးပေါ့နော်အဲ့ဒီကိုးကကိုးလို့လက်လှမ်းပေးလိုက်မှာကိုးလို့ပိတ်ပြီးတာနဲ့ပရိနှစ်ခုပေါင်းခြင်းကနှစ်ပြရမှာဆိုတော့ငါးခါထည့်လိုက်ပေါ့ဗျာနော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ် လေးလုံးပေါင်း1ဗရိတ်1ကြောင့်ဗရိတ်နှစ်ခုပေါင်းချင်း1လို့ဖြစ်မဲ့ချိန်မှာဒီထိပ်စီး3လုံးပေါင်းချင်းကနော်ခွန်လို့ဖြစ်တာကိုးပြီးတော့ခွန်အဲ့ဒီခွန်ကခွန်လို့ပိတ်လိုက်တာနော်ကြက်ကောင်းပြီဒါဆိုရင်လည်းတို့ဒီမှာနော်လေးလုံးပေါင်းချင်း1ကဗရိတ်1ဆိုတော့ဗရိတ်နှစ်ခုပေါင်းချင်းအဲ3ညပေါ့လေးလုံးပေါင်းချင်း3ညဗရိတ်3ညဗရိတ်နှစ်ခုပေါင်းချင်း3ညဖြစ်ဖို့အတွက်ကို9ဗရိတ်လိုတယ်ပထမကမှာ9ဒုတိယကမှာခွန်ခုတတိယကမှာ9ခွန်ပြီးတော့9လို့ဖြစ်မဲ့ဆိုရင်ဒီမှာဒါနှစ်ထိပ်နှစ်ထိပ်9ဗိတ်ဗရိတ်က9ဗိတ်ဆိုတော့ဒါနှစ်ရှင်း9ဆိုတဲ့ကဏ္ဍပေါ့နှစ်ရှင်း9ဆိုတဲ့ကဏ္ဍကို အတဲ့ပေါ့နော်2 5ဆိုတဲ့ကဏ္ဍဒိတ်5ပေါ့ဒါကြိုက်တဲ့မိတ်ဆွေလေးထိုးလိုက်ပေါ့ဒီ line ကနေပြီးတော့အဲ့နဲ့ကရှင်းပြပေးတာအကယ်၍အဲ့ငါပရိတ်အောင်သွားခဲ့တယ်ဆိုရင်သူကနောက်ပွဲမှာနောက်ပွဲမှာပရိတ်6ပရိတ်6ပရိတ်6ဆိုပြီးတော့ဒါသူကကစားမှာပေါ့နော်ကြည့်ကောင်းပြီဒါကငါပရိတ်နဲ့ပတ်သက်ပြီးတော့2 5ပြတာเนาะဒါအဲ့တော့ခုန1 5 1ချင်းနေတော့မဆိုင်ဘူးအဲ့1 5 1ချင်းကို1 5 1ချင်းကိုဒီ3ညာ4တီးဆိုတဲ့ကဏ္ဍလေးကိုဒါဦးနဲ့ကကစားခြင်းနေပေါ့နော်ဘာလို့လဲဆိုတော့3ညာ4တီးဆိုတဲ့ကဏ္ဍလေးကိုကစားခြင်းတာဒီဒါဦးနဲ့တို့ဒီမှာဒါကလင်နာ တက်နဲ့တော့တက်နဲ့ရှင်ဖြစ်အောင်လည်းဆွဲပြထားတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုဥနဲ့ရင်းလို့စပြီးကစားပြရမယ်နော်ထေစီသုံးလုံးပေါင်းခြင်းကငါလို့သူရိုက်တယ်ထေစီသုံးလုံးပေါင်းခြင်းဒီနော်ထေစီသုံးလုံးပေါင်းခြင်းကဒီမှာငါလို့သူရိုက်တယ်ပေါ့နော်ငါလို့ရိုက်ပြီးတာနဲ့ဒီ32ရှေ့တွေဒီနောက်တွဲပြီးတာနဲ့တပွဲကျော်လိုက်တော့ထေစီသုံးလုံးပေါင်းခြင်းကငါပြီးတော့6လို့ရိုက်နော်6လို့ရိုက်ပြီးတာနဲ့ရှေ့တွေဒီနောက်တွဲတပွဲကျော်လိုက် ငါးပြီးတော့ခြောက်ပြီးတော့ဒီမှာတေးစီသုံးလုံးပေါင်းခြင်းကခွန်းလို့ရိုက်တယ်ပေါ့နော်၅6ခွန်းရှေ့လွဲဒီနောက်လွဲအဲ့တော့တပွဲကျော်တယ်၅6ခွန်းပြီးတော့အခုတေးစီသုံးလုံးပေါင်းခြင်းကရှစ်လိုကစားမှာပေါ့နော်ရှစ်လိုကစားမှာဆိုတော့ဒါတုံညာထိတ်စီဒီတစ်လေးရှိလွဲရနောက်လွဲဆိုတော့ကြာတော့ဒါတုံညာလေးပြစ်ဆိုတဲ့ခဏလေးလေးတစ်ခွက်ထည့်ပေးရတာပေါ့ဗျာနော်ဒါစီးလိုက်နေအကုန်လုံးပါပြီးသားပေါ့နော်မလိုအပ်တဲ့တောက်တွေကိုဦးနေကထည့်ပြီးမပြတော့တာကဒီကလင်နာလေးကလည်းဝယ်တော့ကွာဝယ်လို့မရသေးဘူးပေါ့နော်ကလင်နာလည်းမရှိဘူးရှိတဲ့အဟောင်းလေးတွေကနေတက်တက်ရဖြစ်အောင်ဦးနေကပြပေးရခြင်းဖြစ်တယ်နော်ဒါလေးကစီနဲ့ တည်စီသုံးလုံးပေါင်း၅ဒီဘာကြောင့်၅ဖြစ်ရလဲဆိုတာကိုဒီဘက်မှာအကြောင်းရင်းတွေပါတယ်တည်စီသုံးလုံးပေါင်း၅ရှည်ရွယ်ဒီနောက်တွဲတပွဲကျော်တည်စီသုံးလုံးပေါင်းဒီ၆ရှည်ရွယ်ဒီနောက်တွဲတပွဲကျော်တည်စီသုံးလုံးပေါင်းဒီ9ရှည်ရွယ်ဒီနောက်တွဲတပွဲကျော်တည်စီသုံးလုံးပေါင်းဒီ၈ရှည်ရွယ်ကနောက်တွဲဆိုတာဒါဒါဒီ၄ကစီးလေးတင်မှာကိုပဲ၃ညာ၄တိဆိုတဲ့ခဏကပြီးနေပြီပေါ့နော်အဲ့ဒီတော့နောက်တစ်ခုကကြတော့ဒီ2000ဒီ20ပေါ့နော်ဒီ2020မှာဒီနှစ်ထိတ်နဲ့၅ပြိတ်နှစ်ထိတ်နဲ့၅ပြိတ်နှစ်၅ရှည်ဆိုတဲ့ခဏဒီသူ့ရဲ့နောက်တစ်နှစ်မှာ ဒီမှာလိုက်ထွက်တယ်နှစ်ထိတ်နေ၅ပြည့်ပြီးတော့ねသူ့ရဲ့နောက်တစ်နှစ်နှစ်ထိတ်နေ၅ပြည့်ပြောဒီမှာတစ်ထိတ်နေ၅ပြည့်တစ်ထိတ်နေ၅ပြည့်ကလည်းသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာနှစ်ခါတောင်လိုက်ထွက်တယ်ဒီမှာလည်းထွက်တယ်ပြန်ကြပြန်နေလည်းထွက်တယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့ပထမအကတ်မှာနှစ်ထိတ်နေပြည့်ငါနောက်တစ်နှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့နောက်တစ်နှစ်မှာတစ်ထိတ်နေပြည့်ငါဒီမှာလိုက်ထွက်တယ်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာတုံညာထိတ်နေပြည့်ငါဆိုတော့ဒီတစ်ခွက်ပဲရှိတယ်တုံညာထိတ်နေပြည့်ငါတုံညာလေးတိဆိုတဲ့ကဏ္ဍကြီးဒါဒီနေရာလေးကိုမွေးကဏ္ဍဖြစ်နေထွက်ချင်တယ်ပေါ့ဗျာဟုတ်ပြီလားဒါတုံညာလေးတိ နော်အဲ့တော့အဲ့ဒီတုံညာလေးတိနဲ့ပတ်သက်ပြီးပြမယ်ဆိုရင်နောက်ထပ်ကိုပြကြရည်အများကြီးရှိတယ်အဲ့ပြကြရည်အများကြီးရှိတဲ့ထဲမှာနော်ဒါဥနိုင်ဒီမှာအတတ်နိုင်ဆုံးတော့တနက်ရှင်းပြအောင်လောက်ထားတယ်ပြကြရည်အများကြီးရှိတဲ့ထဲမှာဒါဥနိုင်ခုပေါ့နော်ကျန်ကျန်ဖမန်ဒါဟိုပါပေါ့ကျန်ကျန်ဖမန်လို့ပဲပြောရမှာပဲပေါ့နော်ဒါဥနိုင်ဒီ2022မှာလေးတုံညာ5ဆိုတဲ့ကဏ္ဍလေးဥနိုင်ပေါက်ခဲ့တယ်ပေါ့နော်ပေါက်ခဲ့တဲ့အတွက်ကိုအဲ့ site ကလေးကိုကလင်နာအဟောင်းထဲကနေပြန်တွေ့တဲ့အတွက်ဒီ site ကနေအခုကဏ္ဍတစ်ခွက်ကိုဥနိုင်ကစားပြမှာဖြစ်တယ်နော် ဲ့တော့ तू ကဘာလဲဆိုတော့2013ခုနှစ်ထင်မှာ2013ခုနှစ်ထင်မှာ तू ကဘာလာလဲဆိုတော့2013ခုနှစ်ထင်မှာဒီမှာဗရိတ်ရှစ်လို့ तू အရင်စထောက်တာဗရိတ်ရှစ်လို့စပြီးတော့ထောက်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းခြင်းဒီတုံညဒီသုံးလုံးပေါင်းခြင်းဒီ6နော်ဒီသုံးလုံးပေါင်းခြင်းဒီ4တုံည6လေးဆိုတဲ့ကနေဒီဒီနှစ်ထဲမှာရှစ်ရဲ့ပါဝါ3ပြိတ်လို့ထွက်ထွက်ပြီးတာ ਨੇ အဲ့ပေါင်းခဲ့တဲ့တုံည6လေးဒီဒီတောင်းဝင်လာထွက်မှာ နော်ဗရိတ်ရှိလို့ထောက်မယ်ထောက်ပြီးတော့ねဒီ၃လုံး၃ည၃လုံး6၃လုံး၄၃ည6လေးဆိုတဲ့ကဏ္ဍဒီရှိရပါဝါ၃ဗရိတ်လို့ထောက်တာ ਨੇ သူ့ရဲ့ဇောင်းကိုထွက်တယ်ထွက်ပြီးတာ ਨੇ သူ့ရဲ့မြင်းပုံမှာရှိတဲ့ဒီ၃နှစ်လေးဆိုတဲ့ကဏ္ဍ၃နှစ်လေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေလိုက်ပြီးတော့မွေးကဏ္ဍဖြစ်နေကစားတယ်သူကစားတော့မယ့်အချိန်မှာနော်သူကစားတော့မယ့်အချိန်မှာသူကကြတော့ဒီဗရိတ်ကိုဒီဗရိတ်ကခွန်ဒီဗရိတ်ကကိုဗရိတ်၃ခုပေါင်းရင်ငါလို့ချုပ်တဲ့အချိန်ဒီကဏ္ဍကဒီမှာလာထွက်တယ်ဒါပထမတစ်ခါပြီးရော ပြီးတော့တခါအဲ့ဒီနေ့ထဲမှာပဲတခါပရိရှိလို့တခါပြန်ပြီးတော့ဒီမှာထွက်တယ်ပရိရှိလို့ပြန်ထွက်တယ်ထွက်ပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်းဒီ၄ဒီသုံးလုံးပေါင်းခြင်းဟာ၃ညဒီသုံးလုံးပေါင်းခြင်းဟာ၅နော်အဲ့ဒီ၄တုံညာ၅ဒါတခွဲပေါ့နော်အဲ့တော့ဒီပထမတစ်ခတ်မှာပရိရှိလို့တောက်တယ်ဒီသုံးလုံး၃ညဒီသုံးလုံး၆ဒီသုံးလုံး၄တုံညာ၆လေးဆိုတဲ့ကဏ္ဍဒီသုံးပရိရဲ့ဆောင်းကိုထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ဒီကဏ္ဍဒီနောက်တဲ့နှစ်ကိုအကွက်ရှိဖြစ်နေလိုက်ထွက်မဲ့အချိန်မှာပရိ၉ပရိ၇ပရိ၉ကုန်၉ကုန်ပေါင်းခြင်း ငားလို့ဖြစ်တဲ့အချိန်မှာသူထွက်တယ်ဒါပထမတကက်အဲ့ဒီတော့ဒီ၃ခွက်ပေါင်းပြီဆိုတော့သူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာဗရိတ်ရှိလို့ပြန်ထွက်တယ်သူ့ရဲ့နောက်တဲ့နှစ်မှာဗရိတ်ရှိလို့ပြန်ထွက်တယ်ထွက်လိုက်တော့ဒီ၃လုံးပေါင်းခြင်းဒီငားဒီ၃လုံးပေါင်းခြင်းက6ဒီ၃လုံးပေါင်းခြင်းက4เนาะ9 6 4ဆိုတဲ့ကနေဒီဒီနေ့တည်းမှာ9 6 4ဆိုတဲ့ကနေထွက်ဖို့တော့ဒီနေ့တည်းမှာပရိတ်3ဆိုတဲ့ကနေဒီမှာလာကြမယ်ပရိတ်3လို့ကြားပြန်တယ်သူ့ရဲ့ဆောင်မှာ9 6 4ဆိုတဲ့ကနေပတ်လေထွက်တယ်ထွက်ပြီးတော့လည်းသူ့ရဲ့မြင်းကုန်မှာရှိတဲ့3 9 3ခုဆိုတဲ့ကနေဒီသူ့ရဲ့နောက်တဲ့နှစ်ကိုအခွက်ရွှေဖြစ်နေလိုက်ကစားမှာကစားတော့မဲ့အချိန်မှာဒီပရိတ်ဒီ6 ဒီပရိတ်ကကိုဒီပရိတ်ကတုံညနော်6 9တုံညပေါင်းရင်လည်း9လို့ဖြစ်တဲ့အချိန်ဒီကနေ့ကဒီကိုတက်ရိုက်တာဒါဒုတိယအကအဲ့ဒီတော့တတိယအကမှာနော်ဒီပရိတ်ရှိလို့ကစားပြီးတော့ဒီလို9ဒီလို6ဒီလို4ဖြစ်ပြီးတာနေသူရဲ့နောက်တစ်နှစ်မှာဒါကထပ်ပြီးတော့ပရိတ်ရှိလို့ဒီမှာထပ်ကစားတယ်ပရိတ်ရှိလို့ထပ်ကစားပြီးရတယ်ဒီသုံးလုံးပေါင်းရင်က4ဒီသုံးလုံးပေါင်းရင်က3ညဒီသုံးလုံးပေါင်းရင်က5၄၃ည5ဆိုတဲ့ကနေဒီနေ့ထဲမှာဒီမှာ3ပရိတ်လို့ဒီမှာထောက်တယ် ထောင်ပြည်တဲ့သူ့ရဲ့ဇောင်းမှာ၄တုံညာ၅ပတ်လေထွက်တယ်။ထွက်ပြည်တဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့တုံညာ၄ပြည့်ဆိုတဲ့ကဏ္ဍသည်သူ့ရဲ့နောက်တဲ့နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မယ်ဆိုရင်ဒီပရိတ်ဒီ၃နော်ဒီပရိတ်က၃ဒီပရိတ်ကခွန်ဒီပရိတ်က၅၃ပရိတ်ခွန်ပရိတ်၅ပရိတ်ပရိတ်၃ခုပေါင်းနေရတယ်၅လို့လာကြိုက်တဲ့အတွက်ကိုနော်ဒီတုံညာ၄ပြည့်ဆိုတဲ့ကဏ္ဍကိုဒါဒီဘွဲမှာဦးနဲ့ကတိလင်းကကဏ္ဍထွက်ပြီးသားကဏ္ဍဝန်းချင်းနဲ့ကစားချင်တာပေါ့နော်အဲ့တော့ဒါလေးကနည်းနည်းလေး ဟိုပါပေါ့ရှုပ်တယ်လို့ပြောရမယ်လို့ဒါလေးကကောင်းတယ်နော်ဒါအကွက်ဆန်းလေးပေါ့ကစားကွက်ဆန်းတယ်ပေါ့နော်ရှစ်ပရိတ်လို့တည်တယ်တည်ပြီးတာနဲ့၃လုံးပေါင်းခြင်း၃ည၃လုံးပေါင်းခြင်း၆၃လုံးပေါင်းခြင်း၄၃ည၆လေးဆိုတဲ့ကဏ္ဍပတ်လေထွက်ဖို့အတွက်ကိုအဲ့ဒီနဲ့တည်းမှာ၃ပရိတ်လို့ထောက်ပြီးတော့မှထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကောင်ကကဏ္ဍဒီနောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မဲ့အချိန်မှာ၉ပရိတ်၇ပရိတ်၉ပရိတ်ပရိတ်၃ခုပေါင်းခြင်း၅လို့ချုပ်ပြီးတော့မှသူထွက်တယ်ဒါပထမတစ်ခက်အဲ့ဒီလိုပေါင်းပြီးတော့နောက်တစ်နှစ်မှာလေဒီမှာပရိတ်၈လို့ပြန်ထောက်တယ် ထောက်ပြီးတဲ့ဒီသုံးလုံးပေါင်းခြင်းက၅ဒီသုံးလုံးပေါင်းခြင်းက၆ဒီသုံးလုံးပေါင်းခြင်း၄၅၆လေးဆိုတဲ့ကဏ္ဍပတ်လေထွက်ဖို့တော့ဒီနေ့ထဲမှာ၃ပရိတ်လို့သူကထောက်တယ်၃ပရိတ်လို့ထောက်ပြီးတော့မှ၅၆လေးပတ်လေဒီမှာလာထွက်တယ်ထွက်ပြီးတော့သူ့ဇောင်းမှာရှိတဲ့ဒီကဏ္ဍဒီနောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေကစားတော့မဲ့အချိန်မှာ၆ပရိတ်၉ပရိတ်၃ညပရိတ်၆၉၃ညပရိတ်၃ခုပေါင်းခြင်း၅လို့ထောက်တဲ့အချိန်မှာထွက်တယ်ကောင်းပြီဒါဆိုရင်ဒီ၃ကွက်ပေါင်းပြီးတဲ့နောက်တစ်နှစ်မှာလည်းဒီမှာပရိတ်ရှိလို့ပြန်ထောက်တယ်ထောက်ပြီးတဲ့ဒီသုံးလုံး၄ဒီသုံးလုံး၃ညဒီသုံးလုံး၅ 4395ဆိုတဲ့ကဏ္ဍဘက်လည်းထွက်ဖို့တော့အဲ့ဒီနေ့တည်းမှာဒီမှာ3ပြိတ်ထောက်တယ်ထောက်ပြီးတော့မှ4395ဘက်လည်းထွက်တယ်ထွက်ပြီးသူ့ရဲ့မြင်းကုန်မှာရှိတဲ့3ညာ4ဆိုတဲ့ကဏ္ဍဒီအခုဒီ2025ခုနှစ်ထဲမှာထွက်တော့မဲ့အချိန်မှာ3ပြိတ်ရဲ့နော်ဒီမှာရှိတဲ့3ပြိတ်ရဲ့ဒီမှာရှိတဲ့ခွန်ပြိတ်ရဲ့အခု3ညာ4က5ပြိတ်ရဲ့3ပြိတ်ခွန်ပြိတ်5ပြိတ်3ခွန်5ပေါင်းရင်းဒီ5လို့ဖြစ်တဲ့တွေ့ဒီညာလေးမှာဒါ3ညာ4ဆိုတဲ့ကဏ္ဍလေးကိုနော်ဒါဦးနိုင်ကဒါထွက်ရှင်းတာပေါ့လေနော်ဒါဦးနိုင်ကတော့နေရာထိုင်ကိုအစင်ပြေတယ်လို့ရွေးပြီးတော့ ထည့်ပြလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေငါးပရိတ်ကိုကြိုက်တဲ့မိတ်ဆွေကအာထုတ်လိုက်မကြိုက်တဲ့မိတ်ဆွေကဒီနေ့ခင်းမှာတုံညာထိတ်စီလုံးဝမထွက်သေးတဲ့အတွက်ကိုဒါဒီဘွဲမှာတုံညာထိတ်စီနဲ့ဦးနိုင်ကနေရာထိုင်လေးကိုထိုင်ပြလိုက်တယ်ပတ်လည်မထိုးခြင်းနဲ့မိတ်ဆွေတွေကတုံညာထိတ်စီကိုမှတုံညာလေးတေတုံညာတေလေးဆိုပြီးနှစ်ကွက်ထိုးလိုက်ပေါ့ဗျာနော်ကြည့်ကောင်းပြီဒါကတိလေးငါးနဲ့ပတ်သက်ပြီးတော့ဒါဦးနိုင်ပြခဲ့တဲ့ site လေးပေါ့နော်ဒါ3ည4တိပေါ့အဲ့တော့ငါးခုတိနဲ့ပတ်သက်လို့ကတော့ဦးနှံတို့ပြမယ်ဆိုရင်ကတော့မွေးကနန်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးတော့ဒါလေးတော့ဒါထည့်ပြလိုက်မယ်နော်ခု5တိကိုဒါဦးနှံကမနေ့နှစ်နှစ်စားကြဦးနှံပြထားတယ်ပေါ့နော်တင်5ခုအာမွေးကနန်းနဲ့6တုံညာ2ကဲမွေးဆိုပြီးတော့ဒီ site ထဲကနေပြခဲ့တယ်ပြခဲ့တော့ဒီမှာသူတို့နဲ့လိုရင်းပြောရင်ဒီ3လုံး5ဒီ3လုံး5လို့ဖြစ်လို့သူ့ကြားမှာရှိတယ်5တုံညာ5ဒီနော်5တုံညာ5ဒီဒီနှစ်ထဲမှာအဲ့5တုံညာ5ဒီဒီမှာလာထွက်တယ် နော်ဒီမှာလည်းအဲ့လိုပဲဒီ၃လုံးကဒီ၃လုံးငါလို့ဖြစ်လို့ဒီမှာရှိတယ်၃ည၈ငါဒီအဲ့ဒီနေတဲ့မှာလာထွက်တယ်ဒီမှာလည်းဒီ၃လုံးကဒီလိုငါလို့ဖြစ်လို့ဒီမှာရှိတယ်တင့်ငါကိုဆိုတဲ့ကဏ္ဍဒီဒါမွေးကဏ္ဍထွက်ရမယ်ဆိုပြီးတော့ပြောခဲ့တယ်ဒါတော့ဒါဥနဲ့ငါဒီမှာကိုငါတက်လို့ပဲထည့်ပေးလိုက်တယ်ကြိုက်တယ်မေးဆွေကြီးအဆင်ပြေတယ်လို့ထိုးလိုက်ပေါ့နော်နောက်တစ်ခုဥနဲ့တို့ဒီမှာဟောခွန်60 60ကလည်းဥနဲ့တို့ဒီမှာဒါမွေးကဏ္ဍလေးပေါ့နော်ခွန်60မွေးကဏ္ဍလေးကိုဒီဘွဲမှာဥနဲ့ကစားခြင်းနဲ့ဒါလေးကလည်းဒီလိုလေးပေါ့နော် လူလေးကိုဒါဦးနဲ့ကစားပြမယ်ပေါ့နော်။အဲတော့သူကဒီလူလေးတော့ပြီးခဲ့တဲ့ပွဲမှာဦးနဲ့ကတစ်တုံညာငါးဆိုတဲ့ကနန်းကိုပအောကနန်းဖြစ်နေထုတ်တာဒီဒီလိုင်းကနေပြီးတော့ကွာပေါင်း6ကိုနော်လုံးဝကြိုက်တဲ့အတွက်ကိုကစားတယ်။ကွာပေါင်း6ဝင်တဲ့အတွက်သူက60ထိုးရမှာပေါ့နော်။ဒီတုံးလုံးပေါင်း9ပရိတ်9လို့ရိုက်တယ်။တုံညာခါပရိတ်2လို့သူထောက်တယ်။တုံညာခါပရိတ်2လို့ထောက်လိုက်တာ ਨੇ ။နော်အဲ့တော့ဒီတုံးလုံးကပရိတ်9လို့ဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်း၄နဲ့၄နဲ့ပေါင်းရင်8က8လို့ပိတ်တယ်။ ပိတ်ပြီးတော့မှဒီတုံးလုံးရှေ့ဝါရှေ့လို့ရိုက်တယ်နော်ဝါရှေ့လို့ရိုက်ပြီးတော့မှသူ့အောက်မှာထွက်မဲ့ကနန်းသည်တုံညာခါပရိနှိလို့ရိုက်လို့တုံညာရဲ့နှက်ခွန်ထိတ်ခွန်ထိတ်လို့ရိုက်ပြီးတာနဲ့နောက်ပေါင်းချင်းကရှေ့လို့ပဲစားတယ်နော်ဟုတ်ပြီဒီရှေ့ဒီတုံးလုံးရှေ့ဝါရှေ့နောက်ပေါင်းရှေ့တုံညာရဲ့နှက်ခက်ဒီခွန်ထိတ်နောက်ပထမအကဒုတိယအကမှာဒီတုံးလုံးကငါပရိငါပရိငါလို့ရိုက်ပြီးတာနဲ့တုံညာခါပရိနှိအဲ့လိုရိုက်ပြီးတာနဲ့ဒီနှလုံးခွန်ခွန်ပိတ်ဒီတုံးလုံးခွန်ဂွားခွန် နောက်ပေါင်းခွန်းလို့သူကရိုက်နော်ဟုတ်ပြီဒါဆိုရင်တတိယကသုံးလုံးပေါင်းကပရိင္ကသုံးညာခါနှစ်ပရိနော်အဲ့တော့ဒီနှလုံး6က6ပဲဒီသုံးလုံးက6ဝါ6ဆိုပြီးတော့ဒါဥနိုင်တစ်ထိတ်5ပိတ်ကိုတစ်သုံးညာ5ဆိုပါဟုတ်ကနကစားခဲ့ဒါကွာ6မှန်တယ်မှန်တော့ဒီနေရာမှာနောက်ပေါင်း6လို့ကစားမှာနော်အဲ့ဒီတော့ပထမအကက်မှာကပထမအကက်မှာရိုးလေးကြည့်ရင်ကတော့နှလုံး8 8ပိတ်တယ်သုံးလုံး8ကွာ8နောက်ပေါင်း8ဒီ2နဲ့6နဲ့8တယ်နှလုံးခုန်ခုန်ပိတ်တယ်သုံးလုံးခုန်ကွာခုန်နောက်ပေါင်းခုန်ဒီ2 6ပြီးတော့1 6ပေါ့နော် ဲ့တော့ဒီမှာနှလုံး6 6ပိတ်တယ်သုံးလုံး6ကွာ6လို့ဖြစ်တော့နှစ်6နောက်တွဲတစ်6နောက်တွဲသုံးသား6နောက်တွဲဆိုပြီးတော့အကြရအောင်အဲ့မှာသူကကဏ္ဍတကွက်သေးပဲသူကပါလာတယ်ပါလာတော့သုံးသားရဲ့လက်ခခွန်းလို့ထိပ်စီးထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတော့နော်သုံးသားရဲ့လက်ခခွန်းလို့ထိပ်စီးထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတော့သုံးသားရဲ့လက်ခခွန်းလို့ဖြစ်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ကတော့ဆိုတော့ဒါ6ခါလုံးဝ တုံ့ညာ6တောင်မဟုတ်တော့6တုံ့ညာလို့ဖြစ်သွားတာပေါ့နော်အဲဒါကြောင့်ဒီ site ကလေးတွေကနေပြီးတော့ဒါဦးနိုင်ကနော်ဒါခွန်60ဆိုတဲ့ကနန်းလေးဒဲတစ်ခွက်ကိုဒါဦးနိုင်ကဒီမှာထည့်ပေးလိုက်တယ်ခွန်60နဲ့ပတ်သက်ပြီးတော့နော်ဟိုပါပေါ့ဆယ်နှစ်စီးပေါ့ဆယ်နှစ်စီးတွေမှာဒါဦးနိုင်ပြထားတာရှိတယ်ဟိုမှာမွေးကနန်း site ကြီးပေါ့နော်ခွန်60တစ်ခွက်ပေါ့ပြထားတာရှိတယ်ဒါလေးတွေကတော့ဒါဦးနိုင်ရဲ့ဟိုပါပေါ့တိုက်တဲ့မိတ်ဆွေတွေဖြတ်ထုတ်လိုက်ပေါ့နော်သူကတော့အကျင့်ရင်မပါဘူးပေါ့နော်အကျင့်မပါဘူးဆိုဒီထဲမှာတန်တန်ရှင်းနေရှိတယ်နေပြလိုက်ပါဒီကလေးတော့တန်ပါနော် သူကဘယ်လိုလာလဲဆိုတော့ဒီ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 ရှစ်စွန်းတဲ့ကုနစ်ကနေလာတာဒီရှစ်စွန်းတဲ့ကုနစ်မှာသူကဒီမှာတုံးထိပ်စီကနန်းရှစ်စွန်းတဲ့ကုနစ်ကတုံးထိပ်စီကနန်းဒီနော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ပေါ့ငါးစွန်းတဲ့ကုနစ်မှာသူကထွက်တာနော်ဒီရှစ်စွန်းတဲ့ကုနစ်ကတုံးထိပ်စီနဲ့ကနန်းဒီဒီငါးစွန်းတဲ့ကုနစ်ထဲမှာအဲ့တုံးချောက်လေးဆိုတဲ့ကနန်းဒီဒီမှာလာထွက်တာနော်တုံးထိပ်နဲ့ကနန်းထွက်တာကဒုတိယကဒီရှစ်စွန်းတဲ့ကုနစ်တဲ့ကကနန်းကတုံးထိပ်ကနန်းပြီးတော့သူကလေးထိပ်စီနဲ့ကနန်း နော်လေးထိပ်စီနဲ့ကဏန်းကဘာကဏန်းလဲဆိုတော့ဒီ၄၅တစ်ဆိုတဲ့ကဏန်းနော်အဲ့၄၅တစ်ဆိုတဲ့ကဏန်းဒီဒီ၅ဆွန်းတဲ့ကုနေထဲမှာအဲ့၄၅တစ်ဆိုတဲ့ကဏန်းဒီနော်ဒီမှာလာထွက်တာနော်ဒါဆိုရင်ဒီ၈ဆွန်းတဲ့ကုနေက၃ထိပ်ပြီးပြီး၄ထိပ်ပြီး၅ထိပ်စီနဲ့ကဏန်း၅သုံးခုံးဆိုတဲ့ကဏန်းကနော်ဒီ၅ဆွန်းတဲ့ကုနေထဲမှာအဲ့၅သုံးခုံးဆိုတဲ့ကဏန်းဒီမှာလာထွက်တာ၃၄၅ပြီးသွားပြီပေါ့နော်အဲ့တော့ကောင်းပြီဒါဆိုရင်ဒီ၈ဆွန်းတဲ့ကုနေတွေက၆ထိပ်စီနဲ့ကဏန်း၆ထိပ်စီနဲ့ကဏန်းကဦးနန်းတို့၆ထိပ်စီနဲ့ကဏန်းက684နော် 64 6ထည့်စင်းတဲ့ကဏ္ဍ64ဆိုတဲ့ကဏ္ဍဒီဒီ5ဆုံးတဲ့ကုနေတဲ့မှာ864လို့ထွက်တယ်345 6เนาะဒါဆိုရင်ဒီ2018ခုနှစ်ကခွန်ထည့်စင်းတဲ့ကဏ္ဍတကော့ထည့်ရှိတာเนาะတနေ့လုံးမှာခွန်ထည့်စင်းတဲ့ကဏ္ဍဒီရွေးချယ်တာမရှိဘူးတကော့ထည့်ပဲရှိတယ်အဲ့ဒီမှာခွန်60ဆိုတဲ့ကဏ္ဍနော်လုံးဝခွန်ထည့်စင်းမရှိဘူးအဲ့ဒီခွန်60ဒီဒီ5ဆုံးတဲ့ကုနေတဲ့မှာဒါထွက်ရမှာဆိုတော့ဒါအခုခုနိုင်ပြတာခွန်60ပဲပေါ့เนาะအဲ့ဒါကြီးကတော့ကြာရင်ထိုးလိုက်ပေါ့ဗျာเนาะ ကဲဟုတ်ပြီအဲ့တော့ဥနိုင်တို့အခုပြခဲ့တာဒီနော်အခုဒီပထမလိုက်မှာဒါဥနိုင်ပြခဲ့တာဒီဒါခွန်60ဆိုတဲ့ကဏ္ဍရယ်တုံညာ၄၁ဆိုတဲ့ကဏ္ဍရယ်၉၅၁ဆိုတဲ့ကဏ္ဍရယ်ပြန်ကြကဏ္ဍတွေကကြိုက်တဲ့မိတ်ဆွေတွေနော်ပြန်ကြကဏ္ဍတွေကကြိုက်တဲ့မိတ်ဆွေတွေဒါ၂၅ဆိုတဲ့ကဏ္ဍပေါ့နော်ဒါ၂၅ပြီးခဲ့တဲ့ပေါ်ရတော့တော့ဘူရိတ်အောင်ရတယ်ပေါ့ဘူရိတ်အောင်တဲ့အတွက်ကိုပြန်ကြကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေ၅ပြိတ်ထဲကဒါ၂၅ဒဲပေါ့နော်အဲ့ဒါလေးကိုထူလိုက်ပေါ့ဗျာနော်ထူလိုက်ပေါ့အဲ့တော့ဥနိုင်နဲ့အတူတူ 2020နဲ့6ခုနှစ်ကိုလေ့လာခြင်းနဲ့မိတ်ဆွေတွေကနော်အင်တာနက်ဖိုးကိုတစ်ကြိမ်စာ2000ကျပ်နဲ့ပထမ6လကို2000ကျပ်တနစ်စာကို9000ကျပ်နဲ့နော်ဦးနိုင်ရဲ့ဒီမှာဒီဖုန်းနံပါတ်လေး Viber ကိုလာခဲ့နော်ဒီမှာဖုန်းနံပါတ်လေး Viber မှာလာခဲ့ပါ4284336နော်အဲ့တော့4284336ဖုန်းနံပါတ် Viber မှာလာခဲ့ပါ နော်မက်ဆိတ်နဲ့လုံးဝကိုပို့မပေးပါတချိန်စာချင်းယူတဲ့မိတ်ဆွေတွေမက်ဆိတ်ကနေကနန်းလေးကိုပို့ပေးပါပို့ပေးပါဆိုရင်လုံးဝပို့မပေးဘူးပို့ပေးလို့လည်းမရဘူးနော်မက်ဆိတ်ပို့လို့မရဘူးညာဦးနိုင်ရဖုန်းကနော်အဲ့ဒါကြောင့်မလို့အခုဒီမှာရေးပြီးပြထားပါတယ်မက်ဆိတ်ဖြင့်လုံးဝမပို့ပါလို့ရေးထားပါတယ်နော်ကြည့်အားလုံးပဲတက်ရှိကြမှာချမ်းသာကြပါစေ